ဒီဆိုင်ကယ်အစည်းအဝေးကကျွန်တော်တင်ကန်းစာရေးအများကြီးပေးတယ်။သေဆုံးမှုအရင်နီးကပ်သွားတာကနေပြန်မသေးပဲပြန်ရှင်လာတဲ့အချိန်မှာမသေးဘူးပေါ့နော်ကျွန်တော်အဲ့တော့ဒဏ်ရာရေးအများကြီးရပါတယ်အရှိမှလည်းကျွန်တော်ပြန်ရောက်ခါစားအင်တာဗျူးဖြေထားတဲ့ထဲမှာလည်းပါပါတယ်ကျွန်တော်တို့ကမနှက်ဖြန်ရှိတဲ့နောက်တစ်လနောက်တစ်နှစ်အဲ့လိုတွေသာတကယ်တွတ်ထားတာတကယ်မဟုတ်ဘဲချိန်မဆိုဘာမဆိုဖြစ်သွားနိုင်တယ်အဲ့တော့အသက်ရှိတဲ့အချိန်မှာကျွန်တော်ချစ်တဲ့အလုံးတွေပဲကျွန်တော်သဘောကျတဲ့အလုံးအဲ့လိုထမင်းစားမှုမိနေလောက်တဲ့ဒီကြိုက်တဲ့အလုံးတွေပဲကျွန်တော်လုပ်မယ် ဒီဘဝရဲ့ကြံတဲ့အချိန်မှာအဲ့လိုပဲဖြတ်သန်းတော့မယ်လို့ဆိုပြီးတော့ပြန်လာတော့အဲ့ဆိုင်ငယ်အစီအစဉ်ပြပြီးနောက်ပိုင်းအဲ့လိုကျွန်တော်မျက်လုံးဘယ်ဘက်မျက်လုံးလဲတိတ်တစ်ချက်ချက်တိတ်မမြင်ရတာရှိရယ်မမြင်ဘူးဆိုတော့အရင်ကတော့မဟုတ်နည်းနည်းလေးဝါရတယ်လို့ရေငွေ့ရိုက်တယ်လို့မျိုးအဲ့ဒါတခါလေကျရင်တချို့တချို့ຢာရမိသွားအရင်တော့ဆိုင်ငယ်အစီအစဉ်မဖြစ်ခင်တော့ကျွန်တော်မှတ်မိခဲ့တဲ့ memory တချို့မရှိတော့အဲ့ဒါကောင်းတဲ့ချက်ပေါ့နော်ကျွန်တော်ဘောကလည်းရှိပြဆပ်ပေါ်မှာနေတယ်ပျော်တယ်ကျွန်တော်ကြိုးစားပြီးလောက်ရမယ့်အရာလည်းရှိတယ်အဲ့လိုဖြစ်သွားတယ်အရင်လိုတိတ်ခံစားရတယ်တော့တိတ်မရှိတော့အတိတ်ကိုလေ့ကျင့်နေ 阿拉比较多。